မကြုံစဘူးခုခံတော်လှန်မှုတွေနဲ့နိုင်ငံအနှံ့ရင်ဆိုင်နေရချိန်မှာလေကြောင်းအကုတ်နဲ့ဘုံကျဲတိုက်ခိုက်နေတဲ့စစ်တပ်ဟာတရုတ်ထုတ်စစ်ဘက်သုံးတယ်ယူပို့ဆောင်ရေး Y8 လေ20နဲ့ရုရှားထုတ်အလက်စာဗတ်စုံသုံးရဟင်3စင်းစုစုပေါင်း5စင်းကိုအင်အားထပ်ဖြည့်လိုက်ပါတယ်။နေပြည်တော်မှာနိုဝင်ဘာလ9ရက်နေ့ကပြုတ်လို့တဲ့လေရင်ရဟင်အသင့်မိတ်ဆက်ပွဲကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းတက်ရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံထုတ် Y8 ဟာ တဲယူပို့ဆောင်ရေးမျိုးစားလေးရင်ဖြစ်ပေမဲ့ဘုံကျဲတက်ခတ်ရေးမှာပါစစ်တပ်ကသုံးဆွဲနေတယ်လို့လေဒက်စီဒီအန်ရရှိတီကပြောထားပါဗျ။ဝိုင်းလေရင်ဒစင်းရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ25သန်းနဲ့အထက်ရှိတယ်လို့စစ်လက်နက်ပစ္စည်းလေးလာသူတွေကခန့်မှန်းကြပါဗျ။ရုရှားလို့ MI 38ရဟင်30ရဲ့တန်ဖိုးကတော့ယူရိုတန်60ဝန်းကျင်ရှိတယ်လို့ဆိုပါဗျ။ပေါက်ကြားလာတဲ့မှတ်တမ်းတွေအရ MI 38 30မှာ VIP အနေနဲ့အထူးသုံးဆွဲဖို့ပြင်ထားတဲ့ဒစင်းက ယူရို21တန်နီးပါးနဲ့ကျန်နှစင်းကတော့ယူရို16တန်နီးပါးစီဖြစ်ပါတယ်။အမိုင်းတတိယရဟန်းရင်ဒီကိုမူရင်းထုတ်လုပ်တဲ့ရုရှားအပြင်ဇင်ဘာဘွေနိုင်ငံမှာသာအုံပြုနေပြီးတော့မြန်မာစစ်တပ်ဟာအာဏာမသိမ်းခင်2019ခုနှစ်ထဲကဝယ်ခဲ့တာလို့လေတက်စီဒီယန်တက်ချက်ကြီးတူကပြောပါတယ်။အမိုင်းတတိယရဟန်းရင်ဒီမှာခင်မီလေးချောင်းနီးပညာတွေပါလာတာကြောင့်နေညာမရွေးပြန်တန်းနိုင်လာပြီးတော့မြန်မာစစ်တပ်အတွက်ရေးပါတဲ့နီးပြူဟာမြောက်တက်ရွှေ့ပြောင်းနိုင်စွမ်းကိုပေးနိုင်တယ်လို့စစ်လက်နက်လေးလာသူတွေကလည်းဖော်ပြကြပါတယ်။ အာဏသိမ်းစစ်တပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်နေ့အထိကပ်ပလီပင်လယ်မှာလှုပ်ဖို့ရှိတဲ့ရေတပ်စီရေးလေ့ကျင့်ခန်းဒီမှာသူတို့ရဲ့ရဟတ်ရင်တစ်တွေကိုထုတ်သုံးလာနိုင်ပြီးတော့လေကြောင်းစစ်စင်ရေးတွေကိုမြင်းမြန်းဆန်းဆန်းလှုပ်လာနိုင်တယ်လို့လည်းစီရီယံဗိုလ်ကြီးစင်ရောကယူဆပါတယ်အဲအဓိကပေါ့နော်လေချောင်းခြီတာပေါ့နော်လေချောင်းကလည်းခြီတယ်လူပို့မယ်လက်နဲ့ပို့မယ်ခရမ်းပို့မယ်ရိတ်ခါပို့မယ်ဒါတွေကိုတွွင်းချင်းချင်းလှုပ်လာနိုင်ရင်ရှိတယ်ရောက်လာတာနဲ့ကွက်တိပေါ့နော်ဟိုအရင်ကတည်းကကြုံမာထားတဲ့ဟာရောက်လာတာကွက်တိဆိုတော့ချက်ချင်းသူတို့ ဖီးစင်းရမှာပေါ့နော်ဒီစစ်မြေပြင်မှာသုံးမှာဖြစ်တဲ့အတွက်ဒါတတ်တော်အလင်းမြန်ဝင်လိုက်ရတာလို့ပြောလို့ရတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့အခုမကြခင်ရပိုင်းမှာရည်ရက်စီးလေးခြင်းမှုတစ်ခုရှိတယ်အဲ့ဒီဟာတွေမှာကျွန်တော်တို့ဒီ wire ကတော့ရှိပြီးသားပေါ့နော်ဒီ MI38 ဆိုတာအခုကမှစစ်တပ်အတွက်ပထမအဦးဆုံးသုံးမှာဆိုတော့သူတို့ရဲ့ဒီစီးပြတေယုပြပွဲမှာအရင်စမ်းတက်ပြီးတော့သုံးနိုင်တယ်သုံးပြီးရင်တော့မကြခင်မှာသူတို့ဒီလေချောင်းချီတဲ့ တိုက်ခိုက်ရေးအစုအဖွဲ့တွေပေါ့နော်ရွှေပြောင်းမှုတွေကိုညံ့ညံ့ဆန်းဆန်းလှုပ်လာမဲ့အနေအထားမျိုးလိုပဲသုံးသပ်ရပါတယ်ခင်ဗျာလက်နက်မတက်စင်နိုင်ပေမဲ့ရှင်းစွဲစစ်တပ်ရဲ့ MI 17ရဟတ်ရင်းဒီထက်အလေးချိန်တဲ့လူပိုတင်နိုင်မဲ့ MI 38တွေကိုပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတဲ့နေရာတွေအထိစစ်စင်ရေးတွေအတွက်သုံးချမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်တယ်လို့စစ်လက်နက်တွေအကြောင်းကိုလေ့လာဖော်ပြနေတဲ့ Tactical Raptor ကဆိုပါတယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစစ်တပ်ဟာ လေကြောင်းအားကိုးပြီးဘုံကျဲတိုက်ခိုက်တာတွေကိုအဆက်မပြတ်လှုပ်လာပြီးစစ်တပ်ရဲ့လေရင်ဟဲ့ရင်များပြားကိုလည်းတော်လိုင်းတက်တွေကပြစ်ချထားနိုင်ပါတယ်ပြစ်ချခံထားရတဲ့ရဟဲ့ရင်နေထဲမှာ MI-17 တဲပို့ရဟဲ့ရင်နေနဲ့ဗိုလ်မှူးချုပ်တဦးလိုက်ပါပြီးတော့ပြစ်ချခံရခြင်းမှာတေဆုံးခဲ့တဲ့ယူရိုကော်ပတာရဟဲ့ရင်တစ်စီးလည်းပါနေပါတယ်စစ်တပ်ဟာသူတို့ဆုံးရှုံးခဲ့တဲ့ရဟဲ့ရင်တွေကိုပြန်စားထိုးဖို့အပြင်တိုက်လေရင်ဒီ drone တွေကိုထပ်ဝယ်လာတာတွေကိုအာဏာသိမ်းပြီးမှပို့ပြီးတော့လှုပ်လာကြောင်းစစ်တပ်ကိုစွန့်ခွာလာတဲ့ CDN တက်ချက်ကြီးဆီကပြောပါရယ် ပြီးကြတဲ့နှစ်တွေမှာလည်းဒီရဟယင်ဆုံးရှုံးမှုတွေရှိတယ်ဆိုပေမဲ့လည်းဒီဆုံးရှုံးခဲ့တဲ့ရဟယင်တွေကိုပြန်ပြီးဖြည့်တင်းနိုင်တဲ့အနေအထားလည်းရှိခဲ့ပါတယ်ဥပမာ2024မှာတော့ MI Assembly 5ဆင်းနဲ့6ဆင်းပေါ်ကြသလိုဒါဝယ်ယူဖြည့်တင်းခဲ့တာဖြစ်ပါတယ်ဒါသူတို့ပျက်စီးဆုံးချုံမှတဲ့ရဟယင်တွေကိုပြန်လဲအစားထိုးတဲ့ပုံစံမျိုးပေါ့နော်အဲအခုထပ်နောက်ထပ်ဒီထပ်ဟိုဒီနေ့ဒီဒီလာအခုဒါ9ရက်နေ့ရက်တက်တော်ဝင်သွားတဲ့ အမိုင်း38ဆိုလို့ရှိရင်ဒါကတော့ဒီအာနာသိမ့်မြို့ဝယ်တဲ့အစီအစဉ်တော့မဟုတ်ဘူးပေါ့နော်အာနာမသိမ့်ခင်တည်းက2018 19တွေကစာချုပ်စာတမ်းတွေနဲ့ဝယ်ဖို့ပြင်ဆင်ထားပြီးသားပေါ့နော်ဒါရောက်လာတာနောက်ကျသွားတယ်ပေါ့ဂျာထဲမှာအဲဒီကောင်လေးကိုအရင်မယူဘဲနဲ့အမိုင်းဆမ်ပလေးတွေကိုဂျာပြတ်အရင်ယူလိုက်တာဖြစ်တယ်ဆိုပေါ့နော်ဒီအာနာသိမ့်မြို့မှာပဲဒါမျိုးစားကောင်းတဲ့လေရင်တွေလည်းပိုတိုက်လေရင်တွေလည်းပိုဥမာ SU 30ဆိုလို့ရှိရင်ဒါအာနာသိမ့်မြို့မှာရောက်လာတဲ့လေရင်တွေပေါ့နော် အဲ့တော့ဒီအနာသိမိမှပဲဒါပို့ပြီးဖြည့်တင်းမှုတွေဥမာ UAV တွေထပ်ဝဲတာတွေဒါလေယာဉ်တွေထပ်ဝဲတာတွေအနာသိမိမှပို့လောက်လာတာတော့တွေ့ရပါတယ်။အာရသိန်းစစ်တပ်ကိုခုခံတိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးဆိုရအန်ဂျီဘက်ကတော့လေယာဉ်ရဟင်းအနေနဲ့တူတပ်သားတွေဗက်ပြောင်းခုလုံမယ်ဆိုရင်ဒေါ်လာ9သိန်းအဲ့ဒီရင်နေစစ်စခန်းမှာရန်နာချင်းဖြတ်စည်းနိုင်မယ်ဆိုရင်တော့ဒေါ်လာ3သိန်းချိမြင့်မယ်လို့2022ခုနှစ်ဧပြီလကထုတ်ပြန်ကြေညာမှုပါတယ်။ဒါပေမဲ့2025ခုနှစ်ရောက်လာချိန်အထိဗက်ပြောင်းလာတာမရှိဘဲ အာရသိန်းစစ်တပ်ရဲ့လေရင်ဟဲ့အင်တွေကသာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်တာတွေကိုပို့ပြီးလှုပ်လာတာကိုတွေ့ရပါတယ်ခင်ဗျာ